အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစီလို့ဒီညကနေပြီးတော့စုမုံကောင်တောင်းပေးလိုက်ပါတယ်အဲဒီနေ့ညနေခင်းမှာတက်လာတဲ့သတင်းတွေကတော့ Liverpool ပရိသတ်တွေတော်တော်လေးကိုကောင်းတဲ့သတင်းတစ်ခုပဲလို့ကျွန်တော်နေနဲ့ပြောချင်ပါတယ် Liverpool အသင်းအနေနဲ့အခုလက်ရှိမှာသူတို့ light နေခဲ့တဲ့ left back ကစားသမားဖြစ်တဲ့ Milo Krakas ကို Liverpool အသင်းကတော့ပုံကိုရေးရသဘောတူညီမှုရရှိခဲ့ပြီးဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေခဲ့ပြီးဖြစ်တယ် တဘဘူးတင်ကတိကြတိုင်းမှာခုလက်ရှိမှာ frink pawn ကိုတရဝင်းတာကျွန်တော်တို့ခေါ်ယူခဲ့ပြီးတဲ့နောက်တရဝင်းတာမကြခင်ဂျင်ဂျာရောမထားပါတရဝင်းမထားပါတရဝင်း frink pawn ကိုခေါ်ယူခဲ့ပြီးနောက်ပိုင်းဒါကျွန်တော် left back နေရာအတွက် milo krakas ကိုခုလက်ရှိမှာခေါ်ယူဖို့အတွက်ဒါကျွန်တော်တို့တော်တော်လေးကိုအခြေအနေကောင်းနေခဲ့ဖြစ်တယ်ကစားသမားကတော့ liverpool တင်ကိုတရဝင်းပြောင်းရွှေ့ခြင်းနေပြီးတော့ကစားသမားကိုတိုင်းက liverpool တင်ရဲ့ agent အနေနဲ့ဒီကြားထဲမှာတွေ့ဆုံခဲ့ပြီးတော့ kola hala တွေအရလက်ရှိမှာ tier 2 tier 3 level တွေအရဆိုရင်တော့ liverpool တင်ကဒါကျွန်တော် milo krakas ကိုပုတ်ကူရရသဘောတူညီမှုရယူနိုင်ခဲ့ပြီးဆိုတဲ့ တည်င်းနေတောက်လျှောက်ထွက်ပေါ်နေခဲ့တာဖြစ်တယ်အဲ့ဒီတည်င်းကိုကျွန်တော်နည်းနည်းလေးဒီဒီပြောနေအဲ့တော့ လဘဘူးတဲ့အခုလက်ရှိမှာ right back တရားတဲ့ Jeremy Frimpong ကို Euro 35သန်းဒါ Euro 140ပတ်ချလဲဝင်ငင်ကြတဲ့တရားဝင်ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်။ဒါကြောင့်မို့တာလဘဘူးအတင်းအတွက်ဒါ left back နေရာအတွက် Milo Krakas ကိုဒါကျွန်တော်လဘဘူးတဲ့ကအားဆိုင်ပြီးတောက်လျှောက်ခေါ်ယူဖို့အတွက်ကြိုးစားနေတယ်။လက်ရှိမှာဒါကျွန်တော်လဘဘူးတဲ့ကတော့ရှင်းတယ်။ကစားသမားနဲ့ပုဂ္ဂိုလ်ကြီးရဲ့သဘောတူညီချက်ကိုတော့မြန်မြန်ဆန်ဆန်ပဲရယူနိုင်ခဲ့တဲ့ဆွဲသတင်းတွေထွက်ပေါ်လာခဲ့တယ်။ဒီနေရာမှာဒါဒီကစားသမားကိုရတာကျွန်တော်လဘဘူးတဲ့ကဒါသူတို့လက်ရှိ Premier League တိုက်တဲ့ Champion ဆိုတဲ့အာဏာကိုအသုံးပြုလိုက်ပုံရပါတယ်။ကစားသမားကလည်းလက်ရှိမှာလဘဘူးတဲ့ကိုပြောင်းရွှေ့နေခြင်း င်ပြီးတော့လာမယ့်နယူယာဒီမှာဒါသူအနေနဲ့ချန်ပီယံလိဒါကျွန်တော်ကစားခြင်းတော့ကြောင့်သူအနေနဲ့လီဗာပူးသင်းကိုရွေးချယ်ခဲ့တယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့တယ်။ဒါပေမဲ့လီဗာပူးသင်းရဲ့ဒီနေရာမှာဒါပုဂ္ဂိုလ်ရဲ့သဘောတူညီမှုတစ်ခုသာရရှိထားခဲ့ပေမဲ့ဒါကြောင့်အသင်းနဲ့သင်းများဆွေးနွေးမှုတွေများစွာလှုပ်ဆောင်အောင်မသိရမယ့်တော့ပါတယ်။လီဗာပူးသင်းလည်းခုလက်ရှိမှာဒီကစားသမားအတွက်ဒါယူရို30 35တန်း40ကျားပဲပေးခြင်းတယ်။ပေါင်ပေါင်ပေါင်နဲ့တော့ပေါင်35တန်းပတ်ချလေးဝင်းကြတယ်ပဲပေးခြင်းတယ်။ဒါတစ်ဖက်ကဒါဘိုးမောက်သင်းရဲ့ဒီကစားသမားအတွက်ပေါင်55တန်းလောက်နီးနီးလိုချင်တယ်။ကြားထဲမှာဒါကျွန်တော်5တန်းနဲ့10တန်းပတ်ချလေးဝင်းကြကွာနဲ့သဘောမှာရှိ တော့ပြောချင်တာကဒါလီဗာပူးအသင်းနဲ့ဒါမီလိုကရာကက်စ်ကိုခေါ်မယ်ဆိုရင်တော့အသင်းသတင်းညာဆွေးနွေးမှုတော်တော်လေးကိုလောအောင်မှာဖြစ်တယ် လီဗာပူးသင်းနဲ့ဒါနဲ့ဆက်ဆက်ပြီးကျွန်တော်နည်းနည်းလေးပြောခြင်းတယ်အဲလီဗာပူးသင်းကအခုလက်ရှိမှာဒါကျွန်တော်တို့ထောက်ရနိုင်တာကျွန်တော်မကြခင်အကောင်ဆုံးဝိုင်းနောင်နေလို့ပဲနယ်သာလန်လိဂီဖြစ်တော့မှလားဆိုတဲ့ပုံစံမျိုးပေါ့နော်နယ်သာလန်ကစားသမားဖြစ်တဲ့လက်ရှိမှာဒီနှစ်မှာလဲ IS နဲ့ဒူတော်လေးကိုခြေစွမ်းပြသထားခဲ့တယ် LB ရော LCB ရောနှစ်နေရာလုံးဆော့လို့ရမယ်ကစားသမားကိုလီဗာပူးအသင်းကတရားဝင်ချိတ်ဆက်နေတယ်ဆိုတဲ့သတင်းတွေတော့ရှောက်ထွက်ပေါ်လာခဲ့တယ်ဒီကစားသမားကကျွန်တဲ့ကစားသမားမဟုတ်ပြအခုမှအသက်ရှိအသက်19နှစ်အရွယ်သာရှိသေးတယ်ဒါကျွန်တော်တို့လက်ရှိ IAS အသင်းနဲ့တူဒီနေ့မှာတော်တော်လေးကိုခြေစွမ်းပြပြီးတော်တော်လေးကိုတောက်ပြောင်လာတဲ့ခြေတိတ်တယောက်လို့ပြောလို့ရတယ်ဒီကစားသမားရဲ့ main position က left back ပြောလို့ရပြီးတော့ဒါကျွန်တော်ဆော့လို့ရ LCB ပုံပြောချင်တာကဗျာမမေရဟို Julian Timma ကိုအစားထိုးလိုက်တဲ့ကစားသမားတယောက် Julian Timma နဲ့ပူစင်တယ် left back လည်းဆော့လို့ရတယ် LCB လည်းဆော့လို့ရတယ်ဒီလိုမျိုးဒါကျွန်တော်နေရတာ RCB လည်းဒါရန်ဖန်ရန်ကဆော့ရဆိုပြီးကျွန်တော်ရေးထားတာတွေ့ရမှာအဲ့တော့ဘယ်လိုပြောဒါကျွန်တော်နောက်တန်းမှာ၄နေရာမှာ၃နေရာလောက်ကိုတည်တည်ချာချာဆော့လို့ရတယ်ဆိုတဲ့ကစားသမားတယောက်ဖြစ်တယ်အဲ့တော့ Liverpool တင်းကအကဲမီလိုကရာကက်စ်နဲ့အကဲယူအဆင်မပြေခဲ့ဘူးဆိုရင် hard 我靠，一以會做啲新的。嘅 ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာဟာတူကူဒါကျွန်တော်မနစ်ကမှဒါကျွန်တော်တို့ဘူတိကဘူတိရှာတော့ IS အသင်းနဲ့စာချုပ်တက်တန်းတိုးထားတဲ့အတွက်ကြောင့်မလို့ဒီကစားသမားကစာချုပ်တက်တန်းရ၄နှစ်ကြံသေးတယ်ကောလာဟန်လာရီကအခုလက်ရှိဒီကစားသမားမှာစာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးမရှိရကြောင့်လစ်ဗာပူးအသင်းနဲ့ခေါ်မဲ့ဆိုရင်တော့မှတစ်ဖက်က IS တောင်းနဲ့ဈေးကိုပေးရဖို့ရှိတယ်အဲ့တော့လစ်ဗာပူးအသင်းနဲ့ဒီကစားသမား left back လဲဆော်လီယာ LCB လဲဆော်လီယာကြောင့်ဒါနှစ်နေရာသုံးကစားသမားဖြစ်တဲ့ကြောင့်မီလိုကရာကက်စ်နဲ့ဒါအဆင်မပြေဘူးဆိုရင်တော့ခေါ်ယူဖို့အတွက်ပြင်ဆင်လာခဲ့တယ်ကောလာဟာလာနောက်တစ်ခုရဆိုရင်မီလိုကရာကက်စ်နဲ့အဆင်ပြေ ည်မယ်ဆိုရင်တော့ Liverpool တင်းနဲ့မကြခင်မှာအသင်းကထွက်သွားဖို့အတွက်ရေးပန်းစားနေတယ်။ခွန်ဇာကိုဟာတူနဲ့အစားထိုးဖို့အတွက်ပြင်ဆင်လာခဲ့တယ်။အဲ့တော့လက်ရှိမှာဟာတူနဲ့ Liverpool အသင်းကတရားဝင်စိတ်ဝင်စားမှုတွေရှိပြီးတော့တရားဝင်ချိတ်ဆက်မှုတွေတော့မပြုလို့ရသေးဘူး။ဒါပေမဲ့များမကြခင်ရက်သက်တဲ့ဘက်မှာဒါတရားဝင်ချိတ်ဆက်မှုတွေပြုလုပ်လာနိုင်တဲ့ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေတာကိုတွေ့ရမယ်ဒီမှာပါတယ်။ Liverpool အသင်းနဲ့ဒါကျွန်တော်လက်ရှိမှာဟာတူကိုတော့လာမယ့်ရက်သက်တဲ့ဘက်မှာတရားဝင်ဆွေးနွေးသွားနိုင်တယ်။အဲ့တော့ဒီကစားသမားကိုလက်ရှိမှာဒါကျွန်တော်ဘယ်စည်းပေါက်ထားလဲ။ လက်ရှိနောက်ဆုံးရသတင်းတွေအရဆိုရင်တော့ကောလာဟာလာတွေအရဆိုရင်တော့ဒါ transfer market ကယူရိုတန်30တက်မှတ်ထားတယ်ဒါပေမဲ့အပြင်ဈေးဆိုရင်တော့ယူရိုတန်40နဲ့45တန်ဈေးပေါက်သွားနိုင်တယ်ပေါင်ဆိုရင်တော့ပေါင်35တန်ပေါ့အဲ့တော့မီလိုကရာတက်မီလိုကရာကက်စ်ကိုသူတို့ပေးမယ်ဈေးနည်းလောက်ပဲရှိအဲ့တော့ဒါတစ်ဖက်ကဒါ Liverpool တင်းကယူရို35တန်နဲ့30လောက်နဲ့ tribe ရှိရဆိုတဲ့သတင်းတွေထွက်ပေမဲ့ဒါကတော့ကောလာဟာလာဆက်ဆံသတင်းသာရှိပါသေးတယ်အဲ့တော့ Liverpool တင်းသာ Harto ကိုခေါ်မယ်ဆိုရင် Liverpool ပြည်သက်တွေသဘောကျရလားဆိုရင်မေကွန်ကျွန်တော်အနေနဲ့မေ့ခြင်းနဲ့ကျွန်တော်တော့ Harto ကိုဆော့တာမမြင်ဘူးဒါကျွန်တော်ရန်သဘောကျရင်မကြောက်ဘူးကျွန်တော်တော့ပြော ောလို့မျိုး IS ကအခုလက်ရှိမှာဒါကျွန်တော်ပွဲတော်မကြည့်ဘဲကျွန်တော်တော့ပြောဒါပေမဲ့ဒီကစားသမားကလက်ရှိနောက်ဆုံးသိရတဲ့သတင်းတွေကကျွန်တော်တို့က32ပွဲစော်ထားတယ်6 goal assist လုပ်ထားပြီး9 goal သွင်းထားတယ်ပေါ့နော်ဒါကလင်းရှိကိုတော့သူ့အနေနဲ့ဒါတည်တည်ချာချာမရေးတော့အဲ့တော့ကျွန်တော်အနေနဲ့မသိရသေးဘူးအဲ့တော့နောက်ဆုံးပြန်ပွဲမှာဒီကစားသမားဒါကြောင့်ပါဝင်ခဲ့တယ်အလက်ရှိမှာဒါကျွန်တော်တို့ဟို starting 11မှာလက်ရှိအသက်16နှစ်အရွယ်နဲ့နေရာကောင်းကောင်းတစ်ခုယူထားနိုင်ကစားသမားပေါ့အဲ့တော့ ပြောနေတာလီဗာပူးတင်းနေနဲ့မီလိုကရာကက်စ်ရောမရောဟာတူကခေါ်တဲ့နဲ့ကစားသမားတယောက်ဖြစ်တယ်လို့ကျွန်တော်အနေနဲ့ဒီနေရာမှာသုံးသပ်ချင်တယ်ဂျရက်ခွန်ဇာသာအသင်းကနေပြီးတော့တကယ်နဲ့ညူကာဆယ်ယူနိုက်တက်လို့အသင်းမျိုးကိုပြောင်းခဲ့မယ်ဆိုရင်တော့ဒါဟာတူကခေါ်တဲ့ခေါ်ထိုက်တဲ့ကစားသမားတွေတယောက်ဆိုတာကျွန်တော်အနေနဲ့ငင်းစရာမျိုးအသက်လည်းအခုမှ16နှစ်ပဲရှိသေးတယ်တော့2006ခုနှစ်ဘွားဖြစ်တဲ့ကြောင့်မဒါအသ 120အောက်ကစားသမားတွေဖြစ်တဲ့ကြောင့်မို့ဒီကစားသမားကိုလိုဘူးခေါ်မယ်ဆိုရင်တော့ AAC ခေါ်လို့ရတယ်ပြီးတော့ Arnis လို့လို့ဒါကျွန်တော်တို့ Netherlands League ကိုကျွမ်းတဲ့ကစားသမားဟို Netherlands League ကိုဒါကျွန်တော်ကျွမ်းတဲ့လူတစ်ယောက်အနေနဲ့ Hardo ခေါ်မယ်ဆိုရင်တော့အသင်းကတော်တော်လေးကိုအဆင်ပြေသွားနိုင်မယ်လို့ကျွန်တော်အနေနဲ့ပုံကူကြီးရမြင်မိတယ်ဒါနဲ့မဟုတ်ဘဲနဲ့ Arsenal ဆိုတဲ့လက်ရှိ Arsenal လဘဝူးတဲ့နေနဲ့အခုလက်ရှိမှာစတူဂက်ရဲ့ကွင်းတဲ့ကစားသမားကိုလည်းခေါ်ယူဖို့တော့တရားဝင်ဆွေးနွေးမှုတွေစတင်ပြီးပြုလုပ်နေတဲ့ဆွဲသတင်းထွက်ပေါ်လာခဲ့တယ်။အမှန်တကယ်ဒီသူများရဲ့ရုပ်အသွင်မျိုးကျွန်တော်တော်ဝင်တယ်ပေါ့ကိုယ်တိုင်လည်းဝါတာကိုကျွန်တော်လည်းလက်ရှိမှာဒါဖက်ဒီလိုဘာလို့ခေါ်ရင်ကျွန်တော်ဒါကကသူများရဲ့ဒါပေမဲ့ ဒီကစားသမားကတော့နည်းနည်းလေးပြောစရာရှိတာသူ့နှခေါင်းပဲဗျဒီဘဲဓမ္မုန်နေကြီးတယ်သူ့နှခေါင်းကြီးကထင်းနေတာဗောနော်အဲ့တော့ Angelo Stella ဗောနော် Angelo Stella နေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ Stuka နဲ့တူတောက်လျှောက်တာကွင်းလယ်မှာခြေစွမ်းပြနေတယ် Liverpool အသင်းလိုအပ်နေတယ်ဒါကျွန်တော်နံပါတ်6ရောနံပါတ်8ရော Hybrid ကစားသမားတစ်ယောက်လည်းဖြစ်တယ်ပြောကြတာ Liverpool အသင်းနဲ့လာမယ့်နေရာဒီမှာ Ando ကိုဈေးကောင်းရရင်ရောင်းသွားဖို့အတွက်သတင်းတွေထွက်နေတယ် Ando ရဲ့နေရာကိုအစားထိုးဖို့အတွက်ပြင်ဆင်လာတဲ့ကစားသမားတွေတယောက်ဖြစ်ပြောကြတာလက်ရှိမှာ Liverpool အသင်းနဲ့ McAllister ဒါကျွန်တော်တို့ McAllister ဒါကျွန်တော်တို့ and Stella Graven Bet ဆိုတဲ့ကွင်းနဲ့၃ယောက်ကိုဒါလာမဲ့ Champion League ဝင်မယ်ဆိုရင်ဒါဒီနေရာမှာ shift သုံးသွားဖို့ရှိတယ်။အဲ့တော့ Stella ကလက်ရှိမှာ Stuttgart ရဲ့ဒါကျွန်တော်လက်ရှိအောင်မြင်မှုဒါကျွန်တော် Hornets ရဲ့ဒါအသင်းရဲ့ဒါကျွန်တော်တကယ်အောင်မြင်မှုနောက်ကွယ်ရကွင်းလေကိုထိန်းချောင်းပေးနေကစားသမားတယောက်ဖြစ်တယ်။တော်တော်လေးလက်ကောင်းတယ်ဆိုတဲ့ပုံစံမျိုးသတင်းတွေကတော်တော်လေးကိုကြားနေရဖြစ်တယ်။အဲ့တော့ဒီကစားသမားကဒါကျွန်တော်တော်တော်လေးကိုဒါ Mike Dis ဆိုတဲ့ကစားသမားနေနေဒါခဏခဏကြားရတယ်။အဲ့တော့ဒီကစားသမားပူပူလောလောမှာဒါခုနကကျွန်တော်တို့ဟာတူနဲ့ခက်ဆက်ဆက်မှာပဲဒီကစားသမားဒါ2024တော့မဟုတ် 2025D နှစ်ဒါ January ကမှဒါစာချုပ် ်သက်တမ်းတိုးထားခဲ့လွန်ခဲ့တဲ့9လကမှာပဲစာချုပ်သက်တမ်းတိုးထားခဲ့တဲ့ကစားသမားဖြစ်တယ်ဒါကြောင့်မို့ဒါကြောင့်တစ်ဖက်ကစတူဂတ်ရဲ့ဘဇက်ထဲကဈေးတစ်ခုကိုပေးရဖို့ရှိရတယ်ဒါပေမဲ့ဒီကစားသမားကိုလက်ရှိမှာဒါ transfer market ကနေပြီးတော့ပေါင်30ဆိုယူရို38သက်သတ်မှတ်ထားပြီးပေါင်နဲ့တော်မှဆိုပေါင်တန်း30ပတ်ချလဲဝင်းကျင်ချရှိတယ်အဲ့တော့ stellar ကတကယ်တော့ liverpool တင်းတော့လိုအပ်တဲ့ကစားသမားလားမေးမယ်ဆိုကျွန်တော်လိုအပ်တဲ့ကစားသမားလို့ဖြေလိမ့်မယ်ဘာလို့ဆို graven bet နေရာမှာဒါကျွန်တော် အလဲလဲပုံစံမျိုးဆော်လေးက gravel back ကို center midfield ပို့ပြီးတော့သူ့ကို DM ပို့လိုက်လဲမဆိုးလို့ပြောပြောချင်တာ Magalister နဲ့ gravel back ဒီနေရာမှာကောင်းကောင်းကြီးနားသွားရမယ်မြင်ဒါပေမဲ့အကယ်၍သာဒီ Stella တို့ဘာလို့ရောက်လာမယ်ဆိုတော့ကျွန်တော်မြင်ရပြောမှာ Cardiff ဂျုံတို့ဘာလို့ကို Liverpool တင်ကအခါတို့ဘာလို့ပြန်ချမယ်မြင်နေဒါမှမဟုတ် Ando ကိုလည်းရောင်းချသွားဖို့ရာခိုင်နှုန်းများသွားပြီလို့မြင်နေအဲ့တော့ Stella ကို Liverpool တင်ကတရားဝင်ချိတ်ဆက်မှုတွေကိုစတင်ပြီးတော့ဒါမနစ်ကအစပြီးပြုတ်လုတယ်ဆိုပြီးတော့ Fabio Romano ကသူ့ရဲ့ podcast မှာပြောလာခဲ့တယ်။အဲ Stella ရဲ့လက်ရှိဈေးကိုတော့ဒါကျွန်တော်တို့တစ်ဖက်က သတင်းတွေရတာကျွန်တော်တို့ Stuttgart ဘက်ကနေပြီးတော့ Euro 55သန်းနဲ့ Euro သန်း90ပတ်ချာလေးဝင်ကြခေါ်သွားမယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့တယ်။ Liverpool တင်းကလက်ရှိမှာဒါကျွန်တော်တို့ market value တိုင်းမှာ Euro 35နဲ့40ကြာပဲပေးခြင်းနဲ့အဲ့တော့ဒီပြောင်းရွှေ့ကလက်ရှိမှာ Liverpool တင်းကဒါအခု Melo Caracas ဆိုပဲကစားသမားကိုပုတ်ကူရေးရသဘောတူညီမှုရဖို့တောက်လျှောက်ဆွေးနွေးနေပြီဖြစ်ပြီးတော့ဒီနောက်ွယ်ကမှာဒါကျွန်တော်ပြီးတော့မှဒါကျွန်တော်ဒါဟိုအသင်းနှစ်သင်းညာဆွေးနွေးမဲ့သဘောမှာရှိပါအဲ့တော့ Liverpool တင်းရဲ့ Stiller ကလိုအပ်တဲ့ကစားသမားမင်းကျွန်တော်အနေနဲ့လိုအပ်တဲ့ကစားသမားတစ်ယောက်တော့ကျွန်တော်တို့မြင်နေ Graven Bet McAllister နှစ်ယောက်ထက်ကတစ်ယောက်တော့ဒါကျွန်တော်တို့ ုတ်တစ်ခုပော့သွားနိုင်တယ်လို့ကျွန်တော်အနေနဲ့ကောင်းကောင်းကြီးမြင်ပြီးတဲ့ပွဲတပွဲကစားသမားတယောက်လို့မြင်အဲ့တော့လေဗာပူးတင်တဲ့ဒီနေ့ဒါကျွန်တော် transfer news ကိုခြုံပြောရမယ်ဆိုတော့ Milo Krakas ကိုပုတ်ကူရရသဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်အသင်းသားတင်ကြဆက်လက်ပြီးဆွေးနွေးနေစေဖြစ်တယ်လေဗာပူးတင်ကခုလက်ရှိမှာဒီ Milo Krakas ကအဆင်မပြေဘူးဆိုရင်တော့ IS ရဲ့လူငယ်ကစားသမားလေးဖြစ်တဲ့ Hartu ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်ဒါပြင်ခုလက်ရှိမှာ Stuke ရဲ့ကွင်းနဲ့ကစားသမားဖြစ်တဲ့ Angelo Stella ကိုတဲ့တရားဝင်ချိတ်ဆက်မှုတွေကိုပြုလုပ်နေပြီးတော့ခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတဲ့ဆွေးနွေးတဲ့ဒီနေ့ပိတ်သိမ်းခြင်းပါတယ်ဒါတော့ပါပဲဘလုံးဘွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media ရ3 point ဆိုတော့ ਨੇ DB4 ကြီးတို့မှာချင်းလို့ဆိုတော့ပေါအောင်ကူညီလို့ရပါတယ်။မမိုက်လည်းကလစ်ဖို့မမိကြပါနဲ့ဗျာ။အောက်က comment တွေထဲမှာလည်း youth sport media 3 point ဆိုတော့ ਨੇ DB4 ကြီးတွေလင်းလေးတွေကိုထည့်ပေးထားခြင်းပြီးကျွန်တော်မဆက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။မမိုက်လည်းကလစ်ဖို့မမိကြပါနဲ့ဗျာ။အောက်က comment တွေထဲမှာလည်း youth sport media 3 point ဆိုတော့ ਨੇ DB4 ကြီးတွေလင်းလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မဆက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါဗျာ။ မြန်မြန်လေးလက်ကလစ်ဖို့မမေ့ကြပါနဲ့။မြန်မြန်ကလစ်မှာမြန်မြန်နိုင်ရဖြစ်ပါတယ်။အားလုံးမကြွနေပါနဲ့။ကျွန်တော်ကုန်ပြီပုံပြ။ကောင်းမွန်တော်နေနေဖြစ်ပါစို့။ဆုမွန်ကောင်းတောင်းပေးနေပဲ။နောက်မှကျွန်တော်တွေ့ကြတာပေါ့။ဒေးပါပါ။